တိစ္ဆန်นี่တကောင်းတကောင်းရကြတယ်ကာမဒုက္ခတော့ကာမဒုက္ခလူတွေရင်ခံစားလို့ရတာမဟုတ်တိစ္ဆန်นี่လည်းခံစားနေချင်တရားတွေအများများအများဆုံးကဒီကာမဒုက္ခပဲခံစားကြရတာများတယ်အဲ့ဒါကိုပဲအကောင်းဆုံးလို့ထင်တာဒါကြောင့်တပည့်ဆက်ကြတရားဟောတဲ့အခါမှာအဲ့ဒီကာမဒုက္ခကိုချမ်းသာချမ်းသာလို့ အဲ့ဒီချမ်းသာကိုခံစားဖို့မင်းတို့မကြိုးစားနဲ့ကာမိတုကာမတုခံလိကနုယောကောဆိုတာဘာဖြစ်လို့ရောဟီနောအတန်းကြရဲခမောအယထေအလူတွေခံစားတဲ့ချမ်းသာမျိုးဖြစ်တယ်ဘောထုဇဏိကောအများစုကြိုက်တဲ့အာယုဖြစ်တယ်အနာရိယောမြင့်မြတ်မှုကိုဖြစ်စေဘူး အနတ္တသံဟိတောကောင်းကျိုးချမ်းသာမပေးဘူးဆိုအဓိကတော့အဲ့ဒါပါပဲအနတ္တသံဟိတာကျော်ရွှင်ချမ်းမြေ့ပြီးတဲ့အခါမှာကောင်းကျိုးချမ်းသာရလာမှာမဟုတ်ဘူးလို့ဆိုတယ်เนาะဒါပေမဲ့အဲ့ဒါကိုပဲပြောနေကြတာလောကလူတွေကပထမဆုံးသူတို့ရတဲ့ချမ်းသာသည်ကာမတုခပဲလူတိုင်းလူတိုင်းရရှိနေတဲ့ချမ်းသာသည်ကာမတုခ အဲ့ဒီမှာမြတ်စွာဘုရားဆက်ပြီးတော့ရှင်းပြတယ်အနန္တတဲ့မတိနာမလဲတဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ဆိုအေတပရမန်တတဒုက္ခံသောမနတံပဋိသဝေတ္တိလောကလူတွေဟာကာမချမ်းသာကိုသာလဲအကောင်းဆုံးလို့ပြီးတော့ဩကာမချမ်းသာဟာအကောင်းဆုံးချမ်းသာပဲလို့ပြောမယ်ဆိုရင်သူစကားကိုငါလက်မခံဘူးလက်မခံနိုင်ဘူးခွင့်မပြုဘူး သူ့ပြစကားကိုမှန်တယ်လို့ငါလည်းမခံဘူး။ဘာဖြစ်လို့တော့ဆိုတော့အဲဒီချမ်းသာတဲ့ကိုကောင်းတဲ့ချမ်းသာရှိနေသေးတယ်။ကာမတုခအကောင်းဆုံးချမ်းသာလို့ပြောကြတယ်။အဲ့ဒါငါလည်းမခံဘူး။ဘာဖြစ်လို့တော့ဆိုရင်အဲ့ဒီချမ်းသာတဲ့ပို့ပြီးတော့ကောင်းတဲ့ချမ်းသာရှိသေးတယ်။ဘာချမ်းသာလဲဆိုတော့မြတ်စွာဘုရားချမ်းသာတစ်ခုချင်းတစ်ခုချင်းထုတ် အဲ့ဒီကာမဂုဏ်အာယုန်တွေကိုပယ်ခွာလိုက်တဲ့ခါမှာကာမဂုဏ်အာယုန်စိတ်တွေလည်းကင်းနေအကုသိုလ်စိတ်တွေလည်းကင်းပြီးတော့ဝိဝေကသံပိတိဒုက္ခကာမဂုဏ်အာယုန်စိတ်တွေကင်းခြင်းကြောင့်ရရှိလာတဲ့နှစ်သက်မှုဉာဏ်မှုဆိုတဲ့ပထမဇန်ချမ်းသာဟာကာမချမ်းသာတဲ့ပူချမ်းသာတဲ့ကာမချမ်းသာဆိုတာ ခံစားမှများလာရင်မောဟိုက်လာညင်းဝိတ်လာပထမဇန်ချမ်းသာဆိုတာကဘယ်နှခါခံစားခံစားဘယ်တော့မှညင်းဝိတ်တာမရှိလူတွေဟာအိပ်ပြီးရင်နောက်ထပ်မအိပ်တော့ဘူးအိပ်အိပ်လို့အိပ်ပြောရတဲ့ချမ်းသာမျိုးမလို့ကျင်တော့ဘူးလို့ရှိမှမရှိဘူးဘာလို့လို့ဆို rest ဖြစ်နားယူရတဲ့ချမ်းသာဖြစ်တယ်အဲ့ဒီ ကာမချမ်းသာဆိုတာပင်မနဲ့ချမ်းသာစိတ်လှုပ်ရှားတဲ့ချမ်းသာဒီပထမဇန်ချမ်းသာကြတော့သူကကာမအယုန်นี่ကင်းစိတ်သွားပြီးတော့ကင်းကင်းကွာလွတ်လပ်သွားပြီးတော့ဖြစ်ပေါ်လာတဲ့ပိဋိဒုက္ခဝိဝေကသပိဋိဒုက္ခအဲ့ဒါနဲ့ရှင်ပြီးတော့စိတ်ဟာတည်ငြိမ်အေးချမ်းပြီးတော့ချမ်းသာတဲ့ချမ်းသာဖြစ်လို့ကာမဒုက္ခတဲ့ပို့ပြီးတော့ချမ်းသာတယ်တဲ့ပို့ကောင်းတဲ့ချမ်းသာဖြစ်တယ် ဲ့ဒီမှာလည်းပဲပထမဇန်ချမ်းသာရတဲ့ပုဂ္ဂိုလ်ကနေပြီးတော့အေးလောကမှာဒီပထမဇန်ချမ်းသာဟာအကောင်းဆုံးပဲလို့ပြောရင်ငါလက်မခံဘူး။ဘာဖြစ်လို့လဲ။အဲ့ဒီကောင်းတဲ့ချမ်းသာရှိသေးတယ်။နော်အဲ့ဒီကောင်းတဲ့ချမ်းသာရှိသေးတယ်။အဲ့ဒီကောင်းတဲ့ချမ်းသာကဘာရောလို့ဆိုလို့ရှိရင်ခေါ်တာပထမဇန်မှာပါတဲ့ အတွေးတွေစိတ်ကူးတွေဝိတက်ဥစ္စာရတွေတွေးတော့ဆင်ញင် စိတ်ကူးနေတာတွေကိုဖယ်ပလိုက်တဲ့အခါမှာပိဋိဒုက္ခဧကကတာဆိုရယ်ပိဋိလေးနဲ့ဒုက္ခလေးနဲ့ဧကကတာလေးနဲ့ဒီသုံးမျိုးလေးစိတ်ကလေးတည်ငြိမ်ပြီးတော့ပိဋိလေးဖြစ်နေတဲ့ဒုတိယဇာချမ်းသာကပထမဇာနဲ့ပို့ပြီးတော့ကောင်းတယ်ပထမဇာက အာယုန်နဲ့စိတ်နဲ့တွေ့ဆုံနေအောင်လှုပ်ရှားမှုလေးတွေရှိတယ်။စိတ်ကူးကြံစည်နေတဲ့ဝိတဝိစာရရဲ့တွန်းအားတွေရှိတယ်။ဒုတိယဆံရတဲ့အခါအဲ့ဒီအနောက်ရှက်တိကင်းပြီးတော့တည်ငြိမ်သွားတယ်။ဘာနဲ့တူတော့ဆိုရင်နော်လေတိုင်းလိုလှိုင်းကရက်ကလေးတွေထားနေတယ်ရေးပြင်းလိုပဲပထမဆံချမ်းသာကကရက်ကလေးတွေထားနေဒုတိယဆံကြကြတော့လေမတိုင်းလို့ မြိန်သွားတဲ့အခါမှာရေပြင်းကြီးဟာငြိမ့်နေတဲ့ခြံသာမျိုးဖြစ်သွားပီတိနဲ့ပဲနေတာဖြစ်တယ်အဲ့ခြံသာကပထဝီဇန်ခြံသာတဲ့ပူခြံသာတယ်ခုနကကာမခြံသာတယ်လဲခြံသာတယ်ပထဝီဇန်ခြံသာတယ်လဲခြံသာတယ်ဒါတတ္တိယမြောက်ခြံသာပဲနောက်တစ်ခုကျတော့ပီတိကိုလည်းဖယ်လိုက်တယ်မြတ်တဲ့ခြေနမှု ပီတိဟာ ရှင်ထဲမှာလှိုက်ပုတ်လှိုက်ပုတ်เนาะနှလုံးသားကိုရိုက်ခတ်တာဖြစ်လို့ဒါမှမဟုတ်ပီတိကြောင့်မျက်ရည်တောင်ထွက်တယ်လေသူကလှုပ်ရှားတယ်ပီတိမျက်ရည်ဆိုတာရှိတယ်အဲ့ဒါကြောင့်မဟုတ်ပီတိပါနေတဲ့ချမ်းသာဟာတကယ်တည်ငြိမ်တဲ့ချမ်းသာမဟုတ်ဘူးဆိုပြီးပီတိကိုဖယ်လိုက်လို့ဒုက္ခဧကကတ္တ စိတ်ချမ်းသာမှုနဲ့တည်ငြိမ်မှုဒီနှစ်ခုတည်းနဲ့ရရှိတဲ့ချမ်းသာကိုတတ္တယဇန်ချမ်းသာလို့ခေါ်တယ်။အဲ့ဒီတတ္တယဇန်ချမ်းသာတာကဒုတိယဇန်ချမ်းသာတဲ့ပုံကောင်းတယ်။အဲ့ဒါမသိဘဲနဲ့တတ္တယဇန်ချမ်းသာကောင်းဆုံးလို့ပြောရင်ငါလက်မခံဘူး။ဟောငါလက်မခံသေးဘူး။ဒါဖြင့်တတ္တယဇန်ချမ်းသာတဲ့ကောင်းတဲ့ချမ်းသာအပါရှိသေးတယ်ဆို။အေးဒုက္ခဒုက္ခဆိုတာကိုပယ်ပလိုက်တယ်။လောကမှာ ုက္ခဒုက္ခခံစားချက်တွေတခုမှမရှိဘူးဒုက္ခဒုက္ခသောမနတ္တဒေါမနတ္တဒါတွေကုန်ရှင်းသွားပြီးတော့ဥပိ္ပခာဆိုတဲ့တခုပဲရှိတော့ဒါလည်းစိတ်ခံစားချက်ပဲမထင်ရှားတဲ့ဥပိ္ပခာနဲ့ဧကကနာဒီနှစ်ခုနဲ့ယက်တိနိုင်တဲ့စတုထ္ထဇံချမ်းသာကြတော့ခုနပြောတာတွေလည်းပူချမ်းသာတော့